လေးပြောမစတဲ့1 2 3တိုင်းမမြန်တင်နာနာမင်္ဂလာပါတိုင်းပြောင်မြန်မှာချင်းတိတိုင်းကအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်မလို့ပထမအဆင့်ကနေဆရာအဆင့်ထိဒီချင်းတိတိုင်းကိုမှန်ဖို့အတွက်ကပုံမှန်လေ့ကျင့်နေဖို့ပဲဖြစ်တယ်အဲ့တော့ဒီနေ့မှာတိုင်းပြောင်မြန်ကိုချင်းတိတိုင်းဘယ်လောက်ကျင့်ရမလဲဆိုတာကိုမမေ့ခင်မှာတိုင်းပြောင်မြန်ချင်းတိတိုင်းကိုအမြဲတမ်းလေ့ကျင့်ဖို့အတွက်ကျုပ်ကိုယ်တိုင်လေ့ကျင့်ကစားရတဲ့ဗီဒီယိုဖိုင်ကိုတင်ပေးလိုက်ပါတယ်အဲ့တော့ခြေပြားကြောက်မယ် ဖနှောင့်ကျိပြီးလှဲ့မယ်လှဲ့တိုင်းလှဲ့တိုင်းမှာခန္ဓာကိုယ်ကဘေးပညာမယိမ်ဘူးခန္ဓာကိုယ်ကဒေါင်းလိုက်အပေါ်တိုင်းပဲဒီအခုဗီဒီယိုတိုင်းပဲသွားအောင်မှာဖြစ်တယ်ပေါ့နော်ဒီရှင်သေးတိုင်ကိုတေးချမလေးကျင့်တဲ့အခါမှာဆရာအဆင့်16ခေါပေါင်းဝိုင်းကြရင်ကိုယ့်ရဲ့နေရာမူလနေသားကိုပြန်ရောက်ဖို့အရန်ခက်ပါတယ်ဒါကြောင့်မလို့ခြေခွက်တွေမှန်ဖို့နဲ့ဖနှောင့်ကျိလှဲ့ပြီးတော့မှခြေခွက်တွေကနေအရာမယွင်းပဲရောက်သွားဖို့ဟာအကျိ90ပြည့်အောင်ကျင့်ရမယ်နေ့စဉ်ပေါ့နော် အဲ့တော့အကျင့်90ကျင့်ချင်းအားဖြင့်ဘာတွေကောင်းလာနိုင်လဲဆိုရင်ခင်ဗျားတို့ကြိုးတို့မှာရှိတဲ့ဒူးခါကောဆိုတဲ့ဘိုက်နဲ့ကြွက်သားဘေးပတ်လေတွေမှာတံမာလာစေတယ်ဗျအဲ့တော့ဒူးနာခါနာတွေကာွယ်ပြီးသားဖြစ်သွားတယ်အဲ့တော့ဒူးရဲ့ join တွေကအများအားလှုပ်ရှားနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးအယိုးနုလေးတွေအတက်ထွက်တာမျိုးတွေကကာွယ်သွားတယ်ဗျဒါကြောင့်မလို့တန်းပြောင်းမြန်သမားတွေ နေ့စဉ်မိမိတို့တိုင်းမကစားခင်မှာသွေးပူလေ့ကျင့်ခန်းအနေနဲ့အဲ့ဒီချင်းသေးတိုင်းလှည့်တဲ့လေ့ကျင့်ခန်းကိုပုံမှန်ထည့်သွားဖို့လိုတယ်ဗျ။အဲ့တော့ချင်းသေးတိုင်းလေ့ကျင့်ခန်းကဘာတွေပူကောင်းလိုက်လဲနေဆိုရင်တယောက်နဲ့တယောက်တိုက်ခိုက်တဲ့အခါဒူးစစ်ကိုဖြတ်နင်းတဲ့အခါမှာလုံးဝခန္ဓာကိုယ်ရဲ့ balance ကိုတောင့်ထားလိုက်တဲ့ဆိုရင်နင်းချေကိုကာကွယ်ပေးသားဖြစ်တယ်ဗျ။အဲ့တော့ဘလို့အနေထားတွေလဲဆိုရင်ကိုကရန်သူနဲ့မျက်နှာချင်းဆိုင်အနေထားမှာဆိုရင် ရှေဒူးညွတ်ထားပြီးတော့နောက်ဒူးဖြောင်းထားတယ်မလားအဲ့ဒီရှေဒူးညွတ်ထားတဲ့ဒူးကိုတောင်းထားလိုက်တယ်ဆိုရင်ရန်သူကကိုယ်ကိုဖြတ်ပြီးနင်းတဲ့ဒူးတွေကိုကာကွယ်ပေးတာဖြစ်သွားတယ်ရှောင်းမယ်ဆိုရင်လည်းအလွယ်တကူရှောင်းသွားလို့ရတယ်ဗျအဲ့တော့တိုင်းပြောင်းပြန်နေမှာပဲဖြစ်ဖြစ်တခြားသောတိုင်းပညာရှင်တွေပဲဖြစ်ဖြစ်တိုင်းသမားတွေပဲဖြစ်ဖြစ်ပေါ့နော်အဓိကအားနေတာကနောက်ပိုင်းမှာအချိန်မရဘူးဆိုပြီးတော့စင်ကြေပေးပြီးတော့မှမကျင့်ပြတဲ့အခါမှာတိုင်းပြောင်းပြန်ရဲ့အခြေခံဖြစ်တဲ့ချင်းသေးတိုင်ကိုတောင်မှမမှန်တော့ပဲဖြစ်သွားတယ်ဒါကြောင့်မလို့ချင်းသေးတိုင်ကိုဦးစားပေးပြီးတော့ အချိန်90ပြည့်အောင်ကျင့်ပါလို့ပြောတာအဲ့တော့အချိန်အားလားအားဖြင့်လည်းဘယ်တော့မှလည်းမကြောက်ဘူး3မိနစ်ဝင်းကျင်ပဲကြာတယ်အဲ့တော့တစ်စက္ကန့်တစ်ချိန်လုံးနဲ့ဒါမျိုးနိုင်လက်တန်ရဲ့စက္ကန့်ရဲ့လက်တန်လိုမျိုးဘယ်ညာအတင်းအဆောင်လေးနဲ့တွားနေတာဖြစ်တယ်ပေါ့အဲ့တော့ရုတ်တရက်ကိုကိုရန်သူကလာတိုက်ပြီဆိုရင်လည်းခန္ဓာကိုယ်အရင်းအွဲ့မှာလစ်ခနဲခြေတော့ကတော့သူ ready ဖြစ်သွားပါလိမ့်မယ်ဗျ1 2 3 4ဒါပြောမှာစစ်1 2 对。